50ဇာတ်ထဲမှာကြည့်လေအဲ့ဒီအထင်မြင်တဲ့ပတ်သက်လာ50ဇာတ်ထဲမှာဒိသာဘောဘောကဆရာကြီးကပညာတွေသင်ပေးလိုက်တော့တပည့်တွေကအာဆရာကြီးသင်တဲ့ပညာတွေသူတို့အကုန်သင်ပြီတို့သိတယ်လို့ဆရာကြီးသိတာပဲဆရာကြီးသိကြတော့တို့အကုန်သိပြီအဲ့တော့ဆရာကြီးတတ်တယ်လို့တို့လည်းတတ်တာပဲလို့ ရှာကြီးပုံမှန်သူကဟိုပခုံးချင်းရှင်းလာကြတယ်ပေါ့အဲ့လိုရှင်းလာတဲ့အခါကျတော့ရှာကြီးကသိတယ်ပြီးတော့ဒီကောင်းနေတော့ပညာပြပါပဲလို့ဆိုပြီးတော့ကာထာလေးတစ်ပုဒ်မေကုံပု္ပ္ပာလေးတစ်ခုသူထုတ်တယ်အဲ့ဒီမေကုံပု္ပ္ပာလေးကဘာလဲလို့ဆိုကာလောကတတိဘူတာတိ သဗ္ဗနေဝအဟတ္တယောသကာလကတောဘုဒ္ဓသဗ္ဗုဒ္ဓပစိနေပစိဆိုပြီးတော့အဲ့ဒီခါတာလေးကိုမင်းတို့အဓိပ္ပာယ်ဖော်သန်းလို့အဓိပ္ပာယ်ဖော်ခန်းခொနည်းအချိန်ပေးတယ်တရားဟောမှာအဓိပ္ပာယ်ဖော်ခန်းတရားမှာအဓိပ္ပာယ်ဖော်ခန်း အဲ့ဒီမှာဆရာကြီးကပြောတာဒီမင်းတို့အရေးချင်းဆိုတာမင်းတို့မှာအများကြီးလိုပါသေးတယ်ဆရာကြီးကရှင်းပြကာလောခတတိဘူတာနိဆိုတာတတဝါတွေကိုအချိန်ကစားပြစ်တယ်အချိန်ကစားပြစ်တယ်ဆိုတာဘုန်းကြီးတို့တွေအချိန်ရဲ့အစားကိုခန်းနေရအချိန်ကစားတယ်ဆိုတာအယိုးတွေသားတွေကျွဲ့အောင်ဒီလိုစားတာတော့မဟုတ်ဘူးပေါ့ အချိန်စားသွားတဲ့အခါကျတော့ကြည့်ခေါင်းပေါ်ကဆွေးလေးဖြူးမလာဘူးလားဒါအချိန်ရဲ့အစားခံရတာပဲပေါ့ပေလေးတွေတော့လာတယ်တွားတွေကျိုးလာတယ်အဲ့တော့တတ္တဝါတွေကိုအချိန်ကစားနေစားပြက်နေတာလူပြုံမှုလေးတွေဟာတဖြည်းဖြည်းကုန်သွားပြီဘယ်သူကစားပြက်တယ်အချိန်ကစားပြက်တယ်ပေါ့တတ္တဝါတွေကိုအချိန်ကစားပြက်တယ်အဲ့ဒီအချိန်ဟာသူကိုယ်တိုင်လည်းသူ့ကိုယ်သူပြန်စားပြက်တယ်ဟုတ်တယ်လေ မနက်ခင်းအချိန်ဆိုတာနေ့လည်ကြရှိသေးလားရှိပါဘူးဗျာနေ့လည်ခင်းအချိန်ကလည်းညနေခင်းကြရှိသေးလားရှိပါဘူးအဲသူကသူလည်းပြန်စားဖြစ်တာပဲလူတွေရဲ့အသက်တွေခန္ဓာတွေစားဖြစ်တယ်ဟောသူကသူလည်းပြန်စားအတိတ်ပဲဆိုလိုတာအဲ့ဒီအတိတ်ပဲယောစာကာလကတောပူတော်ဆိုတာဒါဘာလို့ဆိုလဲအချိန်ကိုပြန်စားနိုင်တဲ့ပုဂ္ဂိုလ်အချိန်ကိုပြန်စားနိုင်တဲ့ပုဂ္ဂိုလ်ဟာ ြီးတည်ခြင်းဆိုတဲ့တည်ထတဲ့သဘာဝတရားကိုသူကအနိုင်ယူလိုက်နိုင်တယ်အဲ့ဒါဘာလို့လဲလဲဆိုရင်ယန္တာပုဂ္ဂိုလ်ယန္တာပုဂ္ဂိုလ်ဟာသူလုံးဆရာရှိတာတွေအကုန်လုံးပြီးသွားပြီဆိုတော့သူမှနောက်ဆရာနောက်ထပ်လုံးဆရာမရှိတော့ဘူးဆိုအချိန်နေပို့မသွားဘူးလားပို့သွားတော့သူကအချိန်ကိုပြန်စားတယ်လို့ဒီလိုပြောတာ အဲ့ဒီအိဋ္ဌေကိုသူတို့မဖြေနိုင်တော့ဆရာကြီးကနေပြီးတော့မင်းတို့အကြီးချင်းအမတမလိုပါသေးတယ်လို့ဒီလိုပြောတဲ့အခါမှာဆရာကြီးကိုပြန်လေးစားမှုပြုအဲ့ဒီဒုံကကြောင်းသားတွေပဲမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါကျတော့သူတို့ကရဟန်း900ဖြစ်လာကြတယ်ရဟန်း900ဖြစ်လာတော့မြတ်စွာဘုရားတရားတွေနိုင်နိုင်နဲ့သူတို့ကမလုပ်တော့ဘူးဟာဖះဟောတော့လေဒီစကလုံးတွေတို့လည်းတင်ထားတာသိတယ် ဘုရားဟောပိဋကတ်တရားပဲဟောမှာပဲဆိုပြီးတော့ဘုရားတရားပွဲဒီလာမနာဘူးတဲ့လာမနာတော့အဲ့ဒီမှာမြတ်စွာဘုရားကနိစ္စဗာနေခဲ့တယ်မှမူလပရိယာယတုတ်ဆိုမူလပရိယာယတုတ်ဆိုတော့ဟောလိုက်တယ်အဲ့ဒီမူလပရိယာယတုတ်ကိုဖတ်ကြည့်ဘယ်သူကနားမလဲနော်ဖတ်ကြည့်လို့နားမလဲစကလုံးစင်စင်နေတုံးထားတယ် အဲ့ဒီတုတ်ကိုဟောပြီးတော့အဆုံးညာတော့ဇန်နဲ့တုတ်တွေမှာဆိုလို့ရှင်ဟိုဓမ္မစကြာမှာဆိုလို့ရှင်လေဓမ္မစကြာတုတ်တွေလူသိများတဲ့ဓမ္မစကြာမှာပြောတယ်ဆိုလို့ရှင်အတ္တမနာပိသဝကိယဘိက္ခုဘဂဝတောဘာတိတံအဘိနန္ဒုံဆိုတဲ့စကားလေးမှတ်မိကြပိသဝကိယနေရာဝါမြဝန္တာဖြစ်ပြီးတော့မြတ်စွာဘုရားဟောကြားတဲ့တရားကိုဝါမြဝန္တာ လက်ခံပြီးတော့သာဓုလူမောရဏပြုကြတယ်သာဓုခေါ်ကြတယ်လို့ဒီလိုရှိတယ်။ဒါပေမဲ့ဘူလပရိယာယတော့ကိုနာတဲ့ကိုတော်တွေကဘယ်သူမှသာဓုမခေါ်နိုင်ဘူး။ဘာပြောမှမသိဘူး။ပြီးတာတော့ရောဘာဟောမှမသိဘူး။ယသော်ဗျာလည်းပဲမသိအောင်ကိုခေါ်လိုက်တာ။အားဘာဖြစ်လို့လဲဆိုမမနာခံနေတဲ့ပုံကိုယ်တွေကိုမမနာကြအောင်လုပ်တဲ့တရားဘူလာပရိယာယတုတ်ဆိုတာရှိတယ်။အဲ့တော့မေဇိဗာတိကေမှာပထမဆုံးတော့ပဲအဲ့ဒီတော့ မူလပရိယယတုစိတ်ဝင်စားလို့ရှိရင်ပါဠိမြန်မာပြန်ဖတ်ကြည့်ပေါ့ဖတ်ကြည့်လို့ရှိရင်တွေ့လိုက်